Hello. အားလုံးမင်္ဂလာပါနော်။အခုတစ်ခါပြပြပေးသွားမှာကအဲ SIN လေးရဲ့ Future Spouse အနာဂတ်ပူဇာရှင်နော်အနာဂတ်ခင်ပွန်းလောင်းလေးအနာဂတ်ဇနီးလောင်းလေးကဘလိုပုံစံလေးတွေရှိလဲဘလို character လေးတွေရှိလဲသူ့ရဲ့တွင်ပြင်လေးတွေကဘလိုမျိုးလဲစသဖြင့်ပေါ့နော်။ အားလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။အရှိမာတော့ဘောနောအမအက်ဆိုင်နဲ့ဝါတာဆိုင်တွေဗီဒီယိုလေးတင်ပေးပြီးသွားပြီဖြစ်ပါတယ်။အကယ်၍အခုကြည့်နေတဲ့သူလေးတွေကမှအက်ဆိုင်လေးတွေဝါတာဆိုင်လေးတွေပါတယ်ဆိုရင်ရှေ့ကဗီဒီယိုလေးကိုသွားပြီးတော့ကြည့်ပြီးလို့ရပါတယ်။ဒီဗီလေးဒီဗီဒီယိုလေးကတော့ အဆိုင်လေးတွေ travel ပေါ့နော်အဆိုင်လေးတွေနော်ဘာလို့လဲဆိုရင်တော့ Gemini Libra Aquarius ဆိုတဲ့အဆိုင်လေးတွေ travel ဒါကပေါ့နော်ဒီတန်း reading လေးဖြစ်ပါတယ်ဒီ reading လေးက အကယ်၍ကိုကဂျမနိုင်းပေါ့နော်ဂျမနိုင်းရာသီခွင့်မေထုံရာသီဘွားမေ21ကနေဇွန်20အတွင်းမွေးဖွားတဲ့မေထုံရာသီဘွားဂျမနိုင်းရာသီခွင့်လေးတွေဆိုရင်ဒါကြည့်လို့ရတယ်စက်တင်ဘာ23ကနေအောက်တိုဘာ22အတွင်းမွေးဖွားတဲ့ Liberal ဒူရာသီခွင့်ဒူရာသီဘွားလေးတွေပေါ့နော် Liberal ရာသီဘွားလေးတွေဆိုလဲဒါ air sign တွေဖြစ်တဲ့ကြောင့်ဒီဗီဒီယိုလေးတွေကိုကြည့်လို့ရတယ် January 20ကနေ February 18 February 17ရက် Aquarius เนาะကုန်ရာ သည်ပေါ့သူတို့လေးတွေကလည်း error sign ဖြစ်တဲ့အတွက်ကြောင့်ဒီကိုရဲ့မွေးလမွေးရက်လေးတွေကဒီရဒီရက်တွေဒီလတွေမှာဝင်နေဆိုရင်ဒါက error sign လေးတွေဖြစ်တဲ့အတွက်ကြောင့်ကြည့်လို့ရပါတယ်เนาะโอเคအဲ့တော့ reading လေးကိုစာကြရအောင်อืม အဆိုင်လေးရဲ့ပေါ့နော်အနာဂတ်ဖူးစာရှင်လေးကအခုချိန်မှာဘယ်လိုလေးဖြစ်နေလဲသူကဘယ်လိုလူမျိုးလဲဆိုရင်ဒီမှာယုံစုံမြန်တလောက်ကတော့ဒီမှာလောင်းဒီမှာဟိုဟာပေါ့ဒါပြပြရှင်ရှင်ဟိုကားတည်ရမလားပေါင်းသိနေနေစားစားစားတောက်နေကြရဲဆိုတဲ့ energy လေးနော်ထရီယောကတ်အပြောချင်တာကတော့ဒီလူကပေါ့နော်ဒီတစ်ဖက်လူဖြစ်တဲ့ ဒါအမျိုးသမီးပဲဖြစ်ဖြစ်မျိုးသားပဲဖြစ်ဖြစ်တစ်ဖက်လူပေါ့နော်သူကအဲပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူမျိုးဖြစ်လိမ့်မယ်နော်ဟောတကယ်ချင်းပေါင်းသိနေနေလဲအဲ့လိုမျိုးပေါ့နော်တွားလာလာဆဆတတ်တော့အဲစသဖြင့်ပေါ့နော်အဲ့လိုမျိုးပုံစံလေးရှိတတ်တဲ့အဲ့လိုမျိုးဇေယျလေးရှိတတ်တဲ့သူမျိုးဖြစ်လိမ့်မယ် နော်ဒါကတော့သူသူ့ရဲ့ပျော်ရွှင်ရာလေးတွေပေါ့နော်သူအဲ့လိုမျိုးလေးလောက်တက်တယ်ဆိုတဲ့အကျင့်လေးပေါ့နော်ဒါပေမဲ့သူကပေါ့နော်ပြောမှဆိုရင်တော့ဒီလိုမျိုးပျော်ရွှင်ရွှင်နေတတ်တယ်ဆိုပေမဲ့လည်းသူ့ဘဝကိုသူအကောင်းဆုံးတော့သူရှောက်လန်းတယ်နော်သူလိုချင်တဲ့ဘဝသူလိုချင်တဲ့ရည်မှန်းချက်ပန်းနိုင်မျိုးရအောင်သူကတစ်စင်းမိတစ်စင်းစူးစမ်းပြီးတော့သွားနိုင်တဲ့သူမျိုးဖြစ်တယ်ပေါ့နော်အဲ့လိုအန်နေရှင်မျိုးလေးမှရှိရလို့ခံစားမိတယ် အဲနောက်တစ်ခုကကျတော့ကသူကတခုခုလှုပ်ဆောင်တဲ့နေရာမှာလဲပေါ့နော်သိတယ်မလားအဲသူမြင်မြတတအဲ့လိုမျိုးလေးလှုပ်ဆောင်တတ်တယ် balance ညီတယ်သူရဲ့အလုပ်ကိုင်းနေသူလှုပ်တဲ့အခါကျရင်လေဝင်ငွေရှာတဲ့အခါဆိုရင်လေအမခံစားမိရသလောက်ကတော့อืม နဲ့ပေါ့နော်ဝင်ဝင်နဲ့ထွက်ငွေဆိုရင်လည်းမြင်းများတက်တာလေးသူကသုံးတက်ဆွဲတက်တဲ့ပုံစံမျိုးလေးရှိမယ်လို့တော့ခံစားမိတယ်ပေါ့နော်တခါတလေကြရင်တော့သူနဲ့နဲ့အလုတ်ပင်မန်းတာမျိုးတွေအလုတ်ဒီတအားပိတာမျိုးတွေသူဖြစ်တယ်ဆိုတော့သူအလုတ်စ조사တဲ့သူတယောက်ဖြစ်တယ်အလုတ်စ조사တဲ့သူလို့တော့ခံစားမိအဲ့အတွက်ကြောင့်ခါကြီးကြရင်အလုတ်တင်းနဲ့ပင်မန်းတာတွေအဲ့လိုမျိုးပေါ့နော်အရန်ပေါ့နော်ဘယ်လိုပြောရမလဲဝင်ပြီးတာမျိုးလေးတွေပေါ့နော်လူမျိုးလေးတွေတော့ဂျုံရတာကြီးတော့ရှိတတ်တယ် အဲသူ့ energy လေးကတော့ကောင်းပါတယ်ဟိုများသောအားဖြင့်ကတော့ပျော်ပျော်လေးနေတတ်တယ်လို့အလုပ်လည်းစူးစမ်းတဲ့ energy မျိုးလေးကွာတည်လားအာနောက်တစ်ခုကကျတော့သူကနည်းလေးတော့ရီမန်းချက်တော့ကြီးတတ်တယ်။သူရီမန်းချက်တွေရှိတယ်။အဲ့ဒီရီမန်းချက်တွေကိုလည်းပဲပေါ့နော်။သူကကျူးကျူးဆဆရှောက်လန်းနိုင်နေဆိုတော့ပေါ့နော်။ဒီသူ့မှာရေချင်းတွေရှိတယ်ကွာ။အဲ့လိုပုံစံမျိုးလေးတော့အမှခံစားမိရဲ့။อืม ဒါကတစ်ဖက်ပေါ့နော်ဒီကြည့်နေတဲ့သူကဟိုမိန်းကလေးဆိုရင်ဒါတစ်ဖက်ကဒါအမျိုးသားလေးအမျိုးသားရဲ့ပေါ့နော် energy ယောက်ျားလေးရဲ့ energy ပေါ့နော်ကြည့်နေတဲ့သူကယောက်ျားလေးဆိုရင်တစ်ဖက်ကမိန်းကလေးရဲ့ energy ပေါ့နော်ဘလို့ပဲနေနေအမခံစားမိတဲ့လောက်ကတော့ကွာအပေါင်းအသင်းဟိုဘက်ဟိုဘက်လူကပေါ့နော်တစ်ဖက်လူကလည်းအပေါင်းအသင်းမတ်တဲ့သဘောမှာတော့ရှိတယ်တငယ်ချင်းအပေါင်းအသင်းတွေကိုအာခင်မင်တတ်တယ်ခင်တွယ်တတ်တယ်အဲသူတို့တွေပေါ့မှာအဲ့လိုမျိုးပေါ့သူတို့တွေနဲ့ အချိန်ကုန်ဆုံးတတ်တယ်အချိန်ပေးတာများတတ်တယ်အဲ့လိုပုံစံမျိုးလေးရှိတယ်ခွာငွေချင်းရှောက်ခွေတဲ့နေရာမှာတော့တော်ပါတယ်เนาะဒါပေမဲ့တစ်ခါတလေအဲ့ဒီမျိုးတငယ်ချင်းပေါင်းသိန်းနေနဲ့အသုံးဖြုံးချီးတာလေးရောရှိတတ်တယ်ရှာတော့ရှာတယ်အဲ့လိုမျိုးတစ်ဖက်မှာတော့အဲ့လိုသုံးတာပေါ့เนาะတခြားမကောင်းတဲ့နေရာတွေမှာသုံးတာမျိုးတော့မဟုတ်ဘူးပေါ့เนาะအမခံစားမြင်တဲ့လောက်ကတော့အဲ့လိုမျိုး နည်းနည်းပေါ့နော်ဒီအပေါင်းအသင်းတွေနဲ့ဒိတ်တာတော့ယောက်ျားလေးဆိုရင်လည်းတော့တော့ဆဆရှိတတ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးမိန်းကလေးဆိုရင်လည်းဒီသူငယ်ချင်းတွေနဲ့ဒိတ်တာအဲမျိုးဆောက်တာဆိုင်နေသွားတာပြောတာပါတာ shopping ထွက်တာအဲ့လိုမျိုးပေါ့နော်ဒီလိုနည်းနည်းလေးတော့ဟိုအပေါင်းအသင်းတွေမင်းပြီးတော့အပေါင်းအသင်းတွေနည်းနည်းလေးသုံးဆွဲသုံးဆွဲဒီပါလေးလုံးတက်တယ်ဆိုတော့ပုံစံမျိုးလေးကိုတော့ခံစားမိရဲ့ ဲ့လို energy မျိုးလေးကိုတော့ခံစားမြင်တယ်ဒါပေမဲ့သူကသူသုံးတယ်လို့သူရှာလဲရှာရဲပေါ့နော်အဲဝင်ငွေနဲ့ထွက်ငွေကိုတော့အရန်ကြီးกว่าဟာမတော်အောင်တော့သူစူးစမ်းတတ်တယ်ညကြီးလေးမှာတော့သူထိန်းတတ်တယ်ဆိုတော့ energy မျိုးလေးရောရှိတယ်လို့ခံစားမိရဲပေါ့နော်음အဲ့တော့သူပုံစံကိုအမခံစားမိတဲ့လောက်ကတော့အမ်ယောက်ျားလေးပေါ့နော်ယောက်ျားလေးဆိုရင်တော့음ဘယ်လိုပြောရမလဲ အသားခက်ဖြူဖြူဒါခန်းစားမရဲ့အနေချိုးပြောတော့နော်နည်းနည်းအသားရေဆိုရင်အသားလက်လက်အသားဖြူဖြူအော်ဒီမှာဆိုလဲဒီမှာကောင်လေးကဒါမညမ့်မှန်လေးနဲ့အသားဖြူဖြူရဲရှိရှိလေးဒီမှာဆိုလဲအသားဖြူဖြူလေးပဲပေါ့တော့အမခန်းစားမီးဒီလိုမျိုးပဲအသားဖြူဖြူလေးပုံများလိမ့်မယ်ဒီကနော်အသားအသားမဖြူစင်တော့အသားခက်လက်လက်ပုံစံမျိုးပေါ့နော်အဲ့လို energy မျိုးအရင်မြင့်မြင့်နဲ့ဖြစ်ဖို့များလိမ့်မယ်အတက်ရအဖြစ်တော့ကိုထက်음 အဲကိုထန်နည်းနည်းကြီးရင်လည်းအများကြီးမဟုတ်ဘူးနှစ်နှစ်သုံးနှစ်လောက်ပဲလုံးစုံနှစ်နှစ်သုံးနှစ်အဲ့လောက်ပဲအဲ့လောက်ပဲကြီးတယ်အများကြီးကွာဟာအချက်မရှိတဲ့အသက်အရွယ်မျိုးဖြစ်ဖို့များလိမ့်မယ်ငယ်ရင်လည်းအဲ့လောက်ပဲတစ်နှစ်နှစ်လောက်ပဲတည်လားအများကြီးမကွာတဲ့အသက်အရွယ်ပေါ့နော်ကိုနဲ့ရွယ်တူလေးတွေတော့ရှိတယ်ဒါပေမဲ့အမခုနကခံစားမိတဲ့အသက်အရွယ်ရဆိုရင်တော့အဲ၃နှစ်၂နှစ်ပေါ့နော်အဲ့လို energy မျိုးလေးတွေတော့ခံစားမိတယ် နော်အဲ့တော့ဒီ main ကလေးဆိုရင်တော့ခုနကပြောလို့နည်းနည်းလှလှပပလေးနေတဲ့ပုံစံမျိုးလေးမှရှိတယ်သူကသူကယူဆိုင်တတ်တယ်သူကသူလည်းပဲအချိန်ပေးတယ်ပျော်ပျော်နေတတ်တယ်အဓိကခုနကပြောလို့အပေါင်းအသင်းနေနေပေါ့နော်ဟိုဘယ်လိုပြောမလဲက social ကြရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုတိုင်မျိုးအဲ့လိုပုံစံမျိုးလေးတော့အမှခံစားမိရင်ဒီတစ်ဖက် main ကလေးရဲ့ energy ပေါ့နော်အသားရေဆက်လက်ခက်လက်လေးတချို့ဆိုဖြူဖြူလေးတောင်ပါသေးတယ် နော်မြန်မာသမားလေးတွေလည်းပါလိမ့်မယ်အမှဒါဒီကက်လေးတွေဖန်ရင်လည်းခံစားမိရဲ့ energy ပေါ့နော်မြန်မာသမားလေးတွေလည်းပါလိမ့်မယ်အဲ့လိုမျိုးပေါ့နော်ဒီ cute cute လေ cute tie ဆို cute tie လဲသွားတဲ့သူတွေပါတယ် cute tie လေးတွေလည်းပါတယ်နန်းနန်း sexy ကြတဲ့ type ပုံစံလေးတွေလည်းပါတယ်အဲ့လိုပုံစံမျိုးလေးခံစားမိတယ်အဲ လှလှလေးတွေပေါ့နော်အဲဒါကတော့ကိုယ့်ရဲ့ဖူးစာရှင်လေးကအကယ်၍ကိုနားထောင်နေနေပေါ့နော်အဲကိုတွင်းဟိုကိုကိုယ့်ရဲ့ crash ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီလက်ရှိ RS ပဲဖြစ်ဖြစ်အဲ့လိုပုံစံလေးတွေရှိတယ်အဲ့လို character လေးတွေရှိတယ်ဆိုရင်တော့ဒါဒါကိုယ့်အတွက်ကိုပေါ့နော်ဒါတကယ်ကိုအဖူးစာရှင်လေးတွေ့နေပြီလို့ပြောလို့ရမယ်နော်အဲဟုတ်ပါပြီစကားရည်လေးနည်းနည်းများတော့ အဲ့တော့ဟုတ်ပြီနော်ဘယ်လိုမျိုးလေးတွေ့ဆုံနိုင်လဲလို့မခံစားမိတဲ့ခါကျတော့อืมဒီမှာဆိုရင် coffee ဆိုင်လေးကွာ coffee ဆိုင်လေးဆိုတော့အာ coffee ဆိုင်လေးမှာတွေ့မိတာမျိုးလေးတွေဖြစ်နိုင်တယ်နော်ဒီမှာကတော့ ADS လေးတွေကိုမှပုံမြင်ရတယ် ADS လေးတွေကွာပုံမြင်ရတယ်တယောက်ယောက်ကတော့တနေရရာမှာနိုင်ငံရချမ်းမှာရောက်နေဥမာကွာကိုကကြည့်နေတဲ့သူကမင်းကလေးဆိုရင်တစ်ဖက်လူက အဲနိုင်ငံခြားတနေရပေါ့เนาะတချို့ဆိုရင်ဒီမှာရွှဲလွှင့်နေတယ်เนาะရွှဲလွှင့်နေတဲ့သူတွေတောင်ပါတယ်ဆိုတော့စီမံလို့ပါတော့အဲ့လိုမျိုးလေးလည်းဖြစ်နိုင်တယ်ပေါ့เนาะဒီစီမံနေကိုယ့်ရဲ့တစ်ဖက်လိုကစီမံဖြစ်တာမျိုးလည်းဖြစ်နိုင်တယ်တကယ်လို့ main ကလေးဆိုရင်အာတစ်ဖက်ကဒီနိုင်ငံရချမှာပေါ့เนาะအလုံးလုံးနေတာမျိုးဓမ္မမွန်လည်းပဲတခြား ကြောင်းကိစ္စအစသဖြင့်ပေါ့နော်ကြောင်းတက်နေတာမျိုးအဲ့လိုမျိုးပုံစံမျိုးလေးရှိတယ်အဲနည်းနည်းပေါ့နော်ခီးသွားလာရတာလေးတွေကိုကြိုက်နှစ်တက်တဲ့ပုံစံမျိုးရှိမယ်လို့တော့ခံစားမိတယ်နော်အဲ့လိုအဲ့လိုအဲ့လိုမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့ ADS ပုံစံလေးဖြစ်နေတဲ့အခါကျတော့ကတွေးဆောင်တာတော့ social ကနေပြီးတော့တွေးဆောင်ရတာများမယ်လို့တော့ခံစားမိရပေါ့နော်အဲ့လို energy မျိုးလေးတွေတော့အမခံစားမိတယ်။အဲ့တော့တချင်ချင်ကြရင်တော့သူကဒီတရားကြီးကိုဖျက်ပြီးတော့ ိုယ်စီရအောင်လာနိုင်တယ်ဆိုတော့ energy မျိုးလေးတွေလည်းခံစားမိပါတယ်တကယ်လို့အဒီဒီလိုမျိုးတွေ့ဆုံမှုလေးတွေက ADS လေးဖြစ်သွားခဲ့မယ်ဆိုရင်တစ်ချိန်ချိန်မှာတော့နှစ်ယောက်ကပေါ့နော်အဲတွေ့ဆုံရနိုင်ခြင်းလေးတွေရှိတယ်အဲအခါလေးအလိုလိုမျိုးလေးတွေတွေ့နေပြီဆိုရင်လည်းပဲတစ်ဖက်ကမကြခင်မှာကိုယ်နဲ့ပေါ့နော်ပို့ပြီးတော့နီးစပ်ရလာမယ်ဆိုတော့ အနေထားမျိုးလေးတွေရောက်လာပါလိမ့်မယ်နော်ဒါကတော့ air sign လေးတွေပေါ့နော် Gemini Libra Aquarius အခုကြည့်ရဲဆိုလေးတွေ air sign လေးတွေပေါ့နော် air sign လေးတွေရဲ့အနာဂတ်ဖူးစာရှင်အနာဂတ်မျိုးခင်ပွန်းလောင်းဒမောနာဂတ်မျိုးသမီးလောင်းပေါ့နော်ဇနီးလောင်းပေါ့သူတို့လေးတွေရဲ့နော်ကာရက်တာလေးတွေပုံစံလေးတွေစိတ်နေစိတ်ထား အဲစသဖြင့်ပေါ့နော်အဲ့ဒါမျိုးလေးတွေကိုအမကပြောပြပေးသွားတာဖြစ်ပါတယ်အဲဒါကတော့ entertainment တစ်ခုအနေနဲ့ပဲနားထောင်ပေးပေါ့နော်အဲတကယ်လို့ energy လေးတွေက resonate ဖြစ်တယ်ဆိုရင်တော့လည်းဒီအခု reading လေးကို strongly claim လုပ်နိုင်ပါတယ်နော်အဲ့တော့နောက်နောက် reading လေးတွေခြာရင်လည်းထပ်ပြီးတော့အားပေးပါဦးနော်ကျေးဇူးများချစ်တင်ပါတယ် see you bye bye